ဆရာကြီးမင်းသိန်ခါရဲ့ရွှေပြုံသည်တံပတ်ဤစာကိုမနှောမယထမင်းဝိုင်းမှနေပြီးကောက်နှုတ်တင်ဆက်ထားဖြစ်ပါတယ်ရှင်ဤစာအုပ်ကုန်ဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်တနေ့တနိုင်ကျွန်ုပ်နေထိုင်ရာမော်ဘီမြို့အစွန်မယန်းတလင်းတောရှိယူရောမင်္ဂလာချမ်းတို့ရန်ကုန်မြို့တွင်နေထိုင်သောကျွန်ုပ်၏မိတ်ဆွေ၅ဦးရောက်ရှိလာကြလေသည်၎င်းတို့သည်ချမ်းတွင်းသို့ရောက်နေရောက်ချင်း မနောမယထမင်းဝိုင်းမှာထမင်းစမယ်နော်ဒါမဲ့အသားတွေတော့မချက်ပါနဲ့ကျုပ်တို့အားလုံးကဝါရွင့်မှာတက်တက်လို့စားကြတယ်ဟုဝါရွင့်ပြောကြလေသည်ကျွန်တော်လည်းကျွန်ုပ်တပြည့်မောင်အောင်ညွန့်အားဈေးသို့လွှတ်ရ၏မောင်အောင်ညွန့်ဈေးသို့သွားနေစဉ်အတွင်းကျွန်ုပ်သည်၎င်းတို့အားညကကြံသောနံပြားနှစ်ချက်ကိုကက်ကြီးနှင့်ညှပ်၍ထောပန်းနှင့်ကြော်ကလက်ဖက်ရည်နှင့်တိုက်ကြွေထားရလေသည်၎င်းတို့လည်းနံပြားကြော်နှင့်လက်ဖက်ရည်တောင်းရင်းကျွန်ုပ်နှင့်ပြောဆိုဆွေးနွေးကြလေသည်ထို့သောပြောဆိုဆွေးနွေးနေကြစဉ်မှာပင် မအောင်ညွန့်ပြန်၍ရောက်လာသဖြင့်ကျွန်ုပ်သည်၎င်း၏စည်းချင်းနောက်ကိုတွန်ပြီးနောက်၎င်းဝယ်လာသောဟင်းအမဲများကိုစစ်ဆေးရလေသည်ထို့နောက်ကျွန်ုပ်သည်ဓာအိုးကြီးတစ်လုံးတွင်ကြက်သွန်ဤဥကြီးကြီးနှလုံးကိုလှီး၍စီးထက်ကကြက်သွန်ညှိုးသည့်အထိကြော်ရ၏ပြီးလင်ဆန်ဆေး၍ဆန်းရေစားနေသကြားအနှဲငယ်ကိုထဲကအိုးဖုံးကိုအလုံးပိတ်၍ထားလေသည်မိကိုမြင်းမြင်းသာထည့်ထားလေ၏ထို့နောက်ရွှေပြုံသီးများကိုတုံး၍အိုးထဲသို့ထည့်ရ၏ ၄နှစ်၂၀ခန်းထဲလိုက်ရင်ပေါင်းပြီးသားဖြစ်သွား၏ထမင်းကျက်ပြီးနူးနံလင်အဖုံးကိုဖွင့်၍ဇပစ်သီးကြောင့်များသည့်ဟိုစီများထဲကထောပန်ရွှဲရွှဲဆန်း၍ထက်အောင်လှန်ပြီးလင်းနှက်ထားရ၏အခုထွက်၍ထောပန်အနက်များထွက်လာသောအခါရွှေပြုံသီးတံပေါက်ထမင်းကိုရလေသည်ထို့နောက်ကျွန်ုပ်သည်ကြက်သွန်ချင်းကိုလောက်ရ၏ခဝဲသီးဟင်းချိုကိုချက်ရ၏ဘုံသီးဟုခေါ်သောဟိန္ဒူလူမျိုးတို့စားလေရှိသည့် အချို့မုံလုံးကလေးများကိုပါရွှေပြုံသည့်တံပေါင်းနှင့်တွဲဖက်၍စားရန်ထည့်ပေးရလေသည်ကျွန်ုပ်ဤမိတ်ဆွေများသည်တီဟိုပင်အောက်ရှိအုတ်ခုံပေါ်တွင်မရင်ရှက်ရီစားကြလေ၏ထို့နောက်၎င်းတို့အားဒင်ကျင်တစ်ခွက်စီဖြော်၍တိုက်လေသည်တယောက်သောမိတ်ဆွေကဒီဝါရင်းတော့မကြမကြဆရာသမားစီလားလည်ရရင်ကောက်မယ်ဗျာဟုပြောလိုက်မကြမကြမဟုတ်ပါဘူးဗျာဒီတဝါလုံးလားနေရင်လည်းရပါတယ်နေတိုင်းချက်ကျွေးပါမဗျာဟု ကျွန်ုပ်ကပြောလိုက်ရ၎င်းတို့ကတာရုခေါ်ကြကုန်လေ၏ထို့နောက်၎င်းတို့အနက်မှာ ဂရမကြာရွက်ဆိုသောမိတ်ဆွေကဒီမှာကောင်းထွန်းလက္ခဏာတင်ပြမယ်ဆိုဟုပြောလေဒီလိုပြလက္ခဏာကခင်ဗျားနဲ့ကိုပါပါတို့နှစ်ယောက်ကိုခွဲတင်ပေးရမှာခင်ဗျားတို့ကဝါသနာပါပေမဲ့ကျဲတဲ့သူတွေကဝါသနာမပါဘူးဒီထမင်းဝိုင်းမှာခင်ဗျားတို့ကိုတင်ပေးရင်ကျဲတဲ့သူတွေကအိပ်ပျော်သွားကြမှာဟု ကျွန်တို့ကပြောလာနေကျွန်တို့ဤမိတ်ဆွေဂရမကြာရွက်ကမမ်းမာပေးတယ်မမ်းမာပေးတယ်ဟုဝန်ခံလေသည်ထို့နောက်တယောက်သောမိတ်ဆွေကဆရာသမား ကျွန်တော်မိန်းမအမေကကျွန်တော်ကိုစိတ်ဆိုးပြီးသူ့အမေအိမ်ကိုဆင်းဆင်းသွားတယ်။အဲ့ဒီလိုမျိုးဆင်းသွားလို့လိုက်ခေါ်ရတာမျိုးမလုပ်ချင်တော့ဘူး။အဲ့ဒီလိုမခေါ်ရအောင်တိုက်ရိုက်တက်စင်လှုပ်ပေးပါဗျာဟုပြောလေ။ထို့ကြောင့်ကျွန်တော်ကဒါကဒီလိုရှိတယ်ဗျ။တိုက်ရိုက်တက်စင်မလုပ်ခင်မှာအခေါ်ဝေါ်လေးတွေတည်ချားဖို့လိုတဲ့ဥပမာခင်ဗျမိန်းမမအေးတနင်္ဂနွေသမီးဆိုပါတော့တနင်္ဂနွေကနေစရရင်တနင်္လာကျိုးကိုရောက်တယ်။နှစ်ခုမြောက်ပေါ်ဗျာအညွန့်ကျိုးလို့ခေါ်တယ်။ဧကာကျိုးကိုသုံးခုမြောက်မို့လို့တရိယန်းလို့ခေါ်တယ်။ လေးခုမြောက်ကျိုးကိုစတူယန်လို့ခေါ်တယ်။ငါးခုမြောက်ကျိုးကိုပြင်စပုတ်လို့ခေါ်တယ်။ခြားခုမြောက်ကျိုးကိုစပုတ်လို့ခေါ်တယ်။ခုနှစ်ခုမြောက်ကျိုးကိုတော့အလွယ်မှတ်သားထားမယ်ဆိုရင်တော့အမြင့်ကျိုးပေါ့ဗျာဟုကျွန်တော်ကပြောလာနေ။၎င်းမိတ်ဆွေကမှတ်စုစာအုံနဲ့ရေးမှတ်လေသည်။ထို့နောက်ကျွန်တော်ကခမရမိမကိုပြန်ခေါ်ဖို့တက်စင်မယ်ဆိုရင်ခမရမိမရဲ့မွေးနံရဲ့အညွန့်နဲ့တတိယံတွဲဖက်တဲ့နံကိုစဉ်းစားရလိမ့်မယ်ဗျ။အဲ့ဒီလိုစဉ်းစားမယ်ဆိုရင်သူကတနည်းကနေဆိုတော့ အညွန့်ကတနင်္လာနဲ့တရိယံကအင်္ဂါဆိုတော့ကစွန်းကအကိုက်ဆုံးပေါ့ဗျာအဲ့တော့ကစွန်းညွန့်ငါးညွန့်ကိုအသုံးပြုရမယ်ကစွန်းညွန့်ကိုစတုယံမှာခြီးထားတာအကောင်းဆုံးပဲပြီးတော့အမြင့်နဲ့တက်ပြရမယ်အမြင့်ကစနေမီးတူဆိုတော့မီးခဲပေါ်မှာกินလာရင်အကောင်းဆုံးပေါ့ဗျာဟုကျွန်တော်ကပြောလာရထိုမိတ်ဆွေကကောင်းတော့ကောင်းပါရဲ့ဗျာဒါပေမဲ့ရှုပ်ကုန်ပြီဟုပြောပြီး၎င်းဖာသာသဘောကျပြီးတဟားဟားရှိနေလေသည်ထို့ကြောင့်ကျွန်တော်ဒီ၎င်းမိတ်ဆွေအား ခုနှစ်နှစ်ခုနှစ်နံသာသမီကိုပြန်ခေါ်ရန်အတွက်ဇာလေးကို ပြုတ်လို့ရပေးလာရလေသည်ကျွန်ုပ်ပြုတ်လို့ပေးတော်ဇာမှာတနင်္ဂနွေသာသမီကိုခေါ်လို့လင်းကစုံရွက်ကိုဝချမ်းပြားနှင့်ညှက်၍ခြီးပြီးမိဘဘော်တွင်ဇောက်ထိုးဆွဲ၍ငားရထားတနင်္လာသမီကို ပြန်ခေါ်လို့လင်းဆက်လက်ရွက်ခုနှစ်ရွက်ကိုမဲချိုးနှင့်ခြီး၍မိဘဘော်တွင်ဆွဲထားခုနှစ်ရက်ထား အင်္ဂါသမီးကို ပြန်ခေါ်လို့လင်းအင်္ဂါသမီးဆိုအင်္ဂါသားသမီးပေါ့နော်သားဝသမီးရောပါတယ်လက်ပံရွက်ကိုရွက်ကိုသွန်းနှန်းကျုံးနဲ့ချီမြေကြီးမှာမြုပ်ကိုရထာဗုဒ္ဓဝူသားသမီးကို ပြန်ခေါ်လို့လင်းပြင်းတော်သိန်းဆက်တညွန်ကိုနှီးနှင်ချီ၍ပြရင်ပေါက်တွင်ချိတ်ဆွဲပါဆက်တရထာဇာသာပရိသားသမီးကိုပြန်ခေါ်လို့လင်းသနက်ရွက်ဆက်သုံးရွက်ကိုအုံးစံကျုံးနှင့်ချီ၍ရေစိန်ထာဆက်သုံးရထာ တောက်ကြသားသမီးကို ပြန်ခေါ်လို့လင်းအုံးတညွန့်ဒန်းခုနှစ်ညွန့်ကိုချိန်လုံးတွင်ခြီ၍မြေမြုပ်ထားရှိရထားစနေသားသမီးကိုပြန်ခေါ်လို့လင်း အင်ဂျင်သုံးညွန့်ကိုဆောင်းနှင့်ပတ်၍ရေစိန်ထားသုံးရထား၎င်းတို့သည်ဒိုးစရားကိုစာအုပ်၌ကူးယူ၍သွားကြလေ၏ထို့နောက်ကျွန်တော်၏မိတ်ဆွေဂရမာကြာရွက်ကဖူးအောင်တော်စီလာရာမဆိုးဘူးပညာလဲရဝဲလဲဝါဟုပြော၏ထို့နောက်၎င်းကပင် လက္ခဏာမတင်ပေးလဲနေပါဦးလက္ခဏာစားဦးတော့ငှားဦးဟုဆိုလေကျွန်ုပ်သည်ကျွန်ုပ်လွန်စွာသဘောကျသောလက္ခဏာစားဦးအားထုတ်ပေးလိုက်လေထိုကား၎င်းကဟိုလန်တီလန်ကြည့်ရှုပြီးနောက်အတူတူကောင်းတဲ့စားဦးပဲမိတူကူးလိုက်မယ်မိတူကူးပြီးပြန်ပို့လိုက်မယ်မူရင်းစားဦးကိုတော့ကျုပ်ပဲတင်ထားလိုက်မယ်ဟုပြော၏ထို့ကြောင့်ကျွန်ုပ်ကကိုကြရွယ်ကြည့်ခင်ဗျာသိပ်ပြီးနင့်နာနေဦးမယ်မိတူလည်းပြန်ပေးမနေနဲ့တော့ကျုပ်စီမှာနှစ်အုပ်ရှိတယ်အဲ့ဒါကိုခင်ဗျာအပိုင်ယူလိုက်တော့မကျင်းနဲ့လည်းပြော ဟုခက်ရီရီပြောလာရာကျန်သောမိတ်ဆွေများကဝါ၍လောင်ရီကြလေသည်ထို့နောက်တွင်က၎င်းတို့သည်ကျွန်ုပ်အားနှုတ်ဆက်၍ပြန်သွားကြလေ၎င်းတို့ပြန်သွားသောအခါကျွန်ုပ်လည်းလွန်စွာကွတီးကွာကြနိုင်သောကျွန်ုပ်၏တငယ်ချင်းမိတ်ဆွေများချောင်းကိုတွေးတောနေမိလေသည်ထို့ချိန်၌ကျွန်ုပ်ထံသို့ပြုံးပန်းတရားစာပေမှဂုံညွင့်ဝင်ရောက်ရှိလာပြီးစာအုပ်တို့ကိုလက်ဆောင်ပေးလေသည်ထိုစာအုပ်ကိုကြည့်လိုက်ရာ Meditations on being a true friend မိတ်ဆွေစီဖြစ်ခြင်းပေါ်၌ကမ္မထံပွားများခြင်းဟူ၍အနက်ထွက်လေသည့်စာအုပ်ကိုတွေ့ရလေသည်။ကျွန်ုပ်သည်ထိုစာအုပ်ကိုချိန်ပေး၍ကြည့်ရှုဖတ်မှတ်လေ၏။မိတ်ဆွေများပေါ်၌ထားရမည့်သဘောထားကိုထိုစာအုပ်၌ပြည့်ပြည့်စုံစုံဖော်ပြထား၏။ ထိုစာအုပ်ကိုရေးသားပြုစုသူမှာ Richard Crees ဟူ၍ဖြစ်သည်ကျွန်ုပ်သည်ဖတ်ရှုပြီးနောက်မိတ်ဆွေများပေါ်၌ထားရမည့်သဘောထားကိုသိရှိသွားသည်ဖြစ်လျာထိုပုဂ္ဂိုလ်၏ပေါ်၌လွန်စွာကျေးဇူးတင်မိလေသည်ထို့ကြောင့်ထိုစာအုပ်ပါမိတ်ဆွေသဘောတရားများကိုမကြမီပြန်လည်ရေးသားဖို့ပြရန်ဆုံးဖြတ်လိုက်မိလေတော့တည်းနောက်ထပ်လည်းရှားကြီးမင်းသင်္ခါရဲ့မနောမယတပင်ဝိုင်းကိုဆက်လက်ပြီးတင်ဆက်ခြင်းမှာသေးတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တပါ